တချိန်က American သမ္မတ Donald Trump နဲ့ကဘာကျော်စွန့်ဦးတည်ထွင်သူ Elon Musk တို့ရဲ့ဆက်ဆံရေးဟာကောင်းမွန်ခဲ့ပါတယ်။အိမ်ပြီးတော့မှလက်ခံတွေ့ဆုံတာတွေအပြန်အလှန်ချီးကျူးတာတွေရှိခဲ့ဘူးပါတယ်။ဒါပေမဲ့အခုတော့သူတို့နှစ်ယောက်ကြားဆက်ဆံရေးကတင်းမာနေပါပြီ။ Musk က Trump ရဲ့တည်တက်လှတဲ့ဥပဒေကြမ်းကိုဝေဖန်တော့ Trump ကဘလို့တုံ့ပြန်ခဲ့လဲဆိုတာကိုကျွန်တော်တို့ဒီနေရာကနေပြောပြသွားပါမယ်။ Trump က Elon Musk ကိုအမြဲတမ်းနှစ်သက်ခဲ့တယ်လို့ပြောပါတယ်။ မတ်ကလည်းသူ့အကြောင်းကောင်းတာတွေပဲပြောခဲ့ဘူးလို့ထရမ့်ကအံ့ဩရတယ်လို့ဆိုထားပါတယ်။အရင်တုန်းကဆိုရင်မတ်ဟာထရမ့်ရဲ့အင်ဂျီရောစီးဝေးတွေမှာပုံမှန်ပါဝင်ပြီးဘဲဥပုံရုံးခန်းနောက်မှာရက်တီကထောက်ခံခဲ့ပူပါတယ်။မတ်ရဲ့အဲ့ဒီလိုလုပ်ရက်တွေကထရမ့်အတွက်တော့ကြိုက်စရာရင်းနှီးစရာဆက်ဆံရေးတစ်ခုကိုပြသခဲ့တာပါ။မက်ဆာထရမ့်မှန်တယ်လို့တောင်ရေးထားတဲ့အုတ်ထုတ်ကိုစောင်းခဲ့ဘူးတာကိုထရမ့်ကအမှတ်ရနေပါဗျ။ အစောပိုင်းတုန်းကမက်ဆာထရမ့်အစိုးရဘေးမှာအရေးပါတဲ့စွန့်ဦးတီထွင်သူတယောက်လိုရပ်တည်ခဲ့ပါတယ်။ထရမ့်ဟာ2024ခုနှစ်ရွေးကောက်ပွဲမှာအနိုင်ရပြီးနောက်ပိုင်းအီလွန်မတ်စ်ကိုသူ့အစိုးရအဖွဲ့တွေကိုခေါ်ယူဖို့အစီအစဉ်တွေစတင်ခဲ့ပါတယ်။အထူးသဖြင့် Trump ရဲ့ဒုတိယသက်တမ်းအစောပိုင်းကာလတွေမှာ Mass ဟာအစိုးရအဖွဲ့တွေမှာအတော်လေးသိသာထင်ရှားတဲ့အခန်းကဏ္ဍကနေပါဝင်လာခဲ့ပါတယ်။အဓိကအဖြစ် Mass ရခဲ့တဲ့နေရာကတော့ အသစ်ဖွဲ့စည်းထားတဲ့ Department of Government Efficiency DOGE လို့ခေါ်တဲ့အစိုးရဌာနတစ်ခုကိုဥဆောင်မှုပဲဖြစ်ပါတယ်။ဒီ DOGE ဌာနရဲ့ရည်ရွယ်ချက်ကတော့ Federal အစိုးရရဲ့အသုံးစရိတ်တွေဖြုံးတိမှုတွေနဲ့စီးမင်းစည်းကမ်းတွေကိုရှင်းချဖို့ဒါမှမဟုတ်ဖယ်ရှားပစ်ဖို့ဖြစ်ပါတယ်။ Trump ကသူရွေးကောက်ပွဲနိုင်ခဲ့ရင် Musk ကိုအစိုးရရဲ့စွမ်းဆောင်ရည်မြင့်တင်ရေးကော်မရှင် Government Efficiency Commission တစ်ခုကိုဥဆောင်ခိုင်းမယ်လို့ကတိပေးခဲ့ပူပါတယ်။ Musk ဟာ Trump ရဲ့ဒုတိယသက်တမ်းစတင်တဲ့2025ခုနှစ်ဇန်နဝါရီလအစောပိုင်းကာလတွေမှာပဲ DOG ရဲ့အကြီးအကဲဖြစ်တာဝန်ယူခဲ့ပါတယ်။သူကို Special Government Employee SGE တဦးဖြစ်သတ်မှတ်ခဲ့ပြီးဒါကတော့သူဟာအစိုးရအတွက်အချိန်ပိုင်းသို့မဟုတ်အခကျင်းဝင်မယူပဲအလုပ်လုပ်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ SGE တဦးအနေနဲ့တစ်နှစ်ကိုအလုပ်လုပ်ရမယ့်ရက်ပေါင်း130ရှိပါတယ်။ Mass ဟာ DOG မှာတာဝန်ယူခဲ့တဲ့ကာလအတွင်းအစိုးရအသုံးချေတွေကိုဖျက်တောက်ဖို့ Federal ဝန်ထမ်းတွေကိုရှော့ချဖို့အစိုးရ agency တွေကိုပိတ်ပစ်ဖို့အထိကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့သူ့ရဲ့ဒီလိုလှုပ်ဆောင်မှုတွေကြောင့်ဝေဖန်မှုတွေနဲ့တရားစွဲဆိုမှုတွေလည်းကြုံတွေ့ခဲ့ရပါတယ်။နောက်ပိုင်းမှာတော့မန်ဆာ DOG မှာပါဝင်တဲ့သူ့ရဲ့အခန်းကဏ္ဍကိုရှော့ချသွားမယ်လို့ April မှာကြေညာခဲ့ပါတယ်။မေလ30ရက်နေ့မှာတော့ Trump က Oval Office မှာ Musk ကိုနှုတ်ဆက်ပွဲကျင်းပပေးခဲ့ပြီးအင်ပြူတော်ရဲ့အလှဆင်သောတော့ကိုပေးအပ်ခဲ့ပါတယ်။ဒါပေမဲ့ Trump က Musk ဟာသူ့အဖွဲ့ကနေတကယ်တမ်းထွက်ခွာသွားတာမဟုတ်ဘူး။ပြန်ပြီးပါဝင်အောင်မှာပါလို့လည်းပြောဆိုခဲ့ပါတယ်။ ဒီလိုမျိုးနဲ့ Elon Musk ဟာ Trump ရဲ့ဒုတိယတက်တန်းအစောပိုင်းကာလမှာ Department of Government Efficiency DOGE ရဲ့ကောင်းဆောင်ဖြစ်တာဝန်ယူရင်းအစိုးရအဖွဲ့တွေမှာနေရာရလာခဲ့တာဖြစ်ပါတယ်။ဒါဆိုရင်သမ္မတ Trump က Elon နဲ့ခွာပြဲရလောက်တဲ့အထိသူ့ရဲ့ဥပဒေကြမ်းပေါ်ဘာကြောင့်ဒီလောက်ဂုဏ်ယူနေလဲ။ပြီးတော့ Elon Musk ရဲ့ဝေဖန်မှုတွေကိုသူဘယ်လိုတုံ့ပြန်မလဲ။ Trump ကတော့ Elon Musk အန်ဒီနဲ့သူ့ရဲ့ဥပဒေကြမ်းကိုဝေဖန်တာထက်သူ့ကိုတိုက်ရိုက်ဝေဖန်တာကပိုကောင်းမယ်လို့တောင်ထင်ကြောင်းပြောကြားခဲ့ပါဗျ။ ။ဘာဖြစ်လို့လဲဆိုတော့ဒီဥပဒေကြမ်းကမယုံနိုင်စရာကောင်းလောက်အောင်ကိုကောင်းမွန်တယ်လို့သူကဆိုပါတယ်။သူ့ရဲ့ပြောကြားချက်အရဒီဥပဒေကြမ်းဟာအမေရိကန်သမိုင်းမှာအကြီးမားဆုံးအခွန်လျှော့ချမှုဖြစ်ပါတယ်။ဒေါ်လာ1.6 trillion လောက်လျှော့ချထားတာပါ။ဒါဟာ2018ခုနှစ်မှာထွက်ပေါ်ခဲ့တဲ့ Tasket and Job at TCGA လိုမျိုးအခွန်မူဝါဒတွေနဲ့ဆက်ဆက်နေတယ်လို့လည်းသူကရှင်းပြခဲ့ပါတယ်။ဒီဥပဒေကြမ်းကဘာတွေလှုပ်ဆောင်ပေးလဲဆိုတော့ corporate ခွန်နှုန်းထားတွေကိုတိတိတသားလျှော့ချပေးခဲ့ပါတယ်။ ဒါအပြင်လုပ်ငန်းငယ်လေးတွေအလဲလက်ဝင်ဝင်ရှိတဲ့သူတွေအပါအဝင်ပြည်သူတွေအားလုံးအတွက်အကျိုးကျေးဇူးတွေအများကြီးရရှိစေလိမ့်မယ်လို့ထရမ့်ကအခိုင်အမာပြောကြားခဲ့ပါတယ်။သူ့လက်ထက်မှာစီးပွားရေးဟာအရှိန်ဟုန်နဲ့တိုးတက်လာခဲ့ပါတယ်။အဲ့ဒီအခုံမူဝါဒတွေကပဲလုပ်ငန်းတွေအနေနဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ပုံမပြုတ်လုံနိုင်ဘူး။လုပ်ငန်းတွေချဲ့ထွင်နိုင်ဖို့အတွက်အထောက်အကူဖြစ်ခဲ့တယ်လို့လည်းသူကဆိုပါတယ်။ဒါကြောင့်သူတင်သွင်းခဲ့တဲ့ဒီဥပဒေကြမ်းပေါ်မှာထရမ့်ဟာအင်မတန်ကိုဂုံယူနေတာကိုတွေ့ခဲ့ရပါတယ်။ ီလွန်မတ်စ်နဲ့ထရန့်တို့ကြားဆက်ဆံရေးတင်းမာလာရတဲ့အဓိကအကြောင်းရင်းနှစ်ရပ်ကိုထရမ့်ကရှင်းပြခဲ့ပါတယ်။ပထမဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ထရမ့်အစိုးရဟာလျှက်စစ်ကားများအတွက်မဖြစ်မနေထောက်ပံ့ပေးရမယ်ထောက်ပံ့ကြီး EV mandate ကိစ္စကိုဥပဒေကြမ်းထဲကနေဖယ်ရှားလိုက်တာကြောင့်ဖြစ်ပါတယ်။မတ်စ်ဟာသူ့ရဲ့လျှက်စစ်ကားလုပ်ငန်းတွေဥပမာ Tesla အတွက်အစိုးရစီကနေဘီလီယံပေါင်းများစွာထောက်ပံ့ကြီးတွေရရှိလိုခဲ့ပါတယ်။ထရမ့်ကတော့မတ်စ်ဟာဒီကိစ္စကိုဥပဒေကြမ်း မူလမူကြမ်းကလေးကသိရှိပြီးသားဖြစ်ကြောင်းဒါဟာအချိန်ကြာကြီးကလေးကမပြောင်းလဲပဲရှိနေခဲ့ကြောင်းထောက်ပြခဲ့ပါတယ်။ထရမ့်ရဲ့အမြင်မှာမက်ဆာသူ့လုပ်ငန်းအကျိုးစီးပွားကိုထိခိုက်လာတဲ့အခါမှာရုတ်တရက်ပြဿနာစတင်ရှာတာဖြစ်တယ်လို့ဆိုလိုတာပါ။ထရမ့်ကစွမ်းရည်မျိုးစုံကိုပံ့ပိုးလိုကြောင်းဓာတ်ဆီ၃လျှက်စစ် hybrid စသဖြင့်ကားမျိုးစားအလုံးကိုရောင်းချနိုင်စေလိုကြောင်းပြောကြားခဲ့ပြီးမက်ဆာရဲ့ EV ထောက်ပံ့ခြင်းကိုဖယ်ရှားခြင်းကမျှတတဲ့ policy သာဖြစ်ကြောင်းညွှန်းခဲ့ပါတယ်။ ုတိယအကြောင်းရင်းကတော့ NASA American Agatha Agency NASA ရဲ့အကြီးအကဲရာထူးအတွက်သူကောင်းကောင်းသိတဲ့မိတ်ဆွေတို့ကိုအဆိုပြုခဲ့ဘူးတာနဲ့ပတ်သက်ပါတယ်။အဆိုပြုခံရသူဟာ Democratic Party ဝင်ဖြစ်နေတဲ့အတွက် Trump ကမသိမ့်လျော်ဘူးလို့ယူဆပြီးညင်းပယ်ခဲ့ပါတယ်။ Trump ကကျွန်တော်တို့နိုင်ခဲ့တာ Democrat တယောက်ယောက်ကိုခန့်အပ်စရာမလိုဘူးဆိုတာကျွန်တော်တို့ရဲ့အခွင့်အရေးတစ်ခုပဲလို့ပြောဆိုခဲ့ပါတယ်။ဒီအချက်တွေကြောင့် Max စိတ်ပြတ်တာကိုနားလေကြောင် Trump ကဆိုခဲ့ပေမဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကတော့ပြောင်းလဲသွားခဲ့ခြင်းမရှိခဲ့ပါဘူး။ Trump က Elon Musk နဲ့သူ့မှာအရန်ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့မှုကြောင့်ထပ်မံအမှတ်မှတ်ရခဲ့ပါတယ်။ဒါပေမဲ့အခုတော့အဲ့ဒီဆက်ဆံရေးကဘလို့ဖြစ်နေပြီလဲဆိုတာမသိတော့ဘူးလို့ Trump ကဆိုပါတယ်။ Musk ဟာဥပဒေကြမ်းရဲ့အတွင်းရေးအသေးစိတ်တွေကိုတခြားဘသူထပ်မဆိုပိုသိခဲ့ပြီမဲ့ EV ထောက်ပံ့ကြေးဖယ်ရှားလိုက်တဲ့အခါမှာရုပ်တရက်ပြဿနာစတင်ဖြစ်ပေါ်လာတာဖြစ်ကြောင်းထောက်ပြခဲ့ပါတယ်။ Trump ရဲ့အမြင်မှာ Musk ဟာ သူ့ကိုပုံကိုရေးရမကောင်းတာမပြောသေးပေမဲ့နောက်လာမယ့်အလှည့်ကတော့ပုံကိုရေးရဝေဖန်တာမျိုးဖြစ်လာနိုင်တယ်လို့လည်းခန့်မှန်းခဲ့ပါတယ်။ဒီအခြေအနေတွေကြောင့် Trump က Mass ပေါ်အရန်စိတ်ပြက်မိတယ်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ Trump ကသူ့ရဲ့ဥပဒေကြမ်းဟာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အကြီးမားဆုံးလှုပ်ရှားမှုတွေပါဝင်ကြောင်းလုပ်ငန်းတွေအချိန်ဟုန်နဲ့တိုးတက်လာကြောင်းအလေးပေးပြောကြားခဲ့ပါတယ်။ Congressional Budget Office CBO ကထုတ်ပြန်တဲ့ကိန်းဂဏန်းတွေအရ ဥပဒေကြမ်းကနေအ ਨੇ ဆုံးဒေါ်လာ1.8 trillion ရရှိမယ်လို့ခန့်မှန်းထားကြောင်းဒါအပြင်တရုတ်ကုန်ပစ္စည်းတွေပေါ်ကောက်ခံခဲ့တဲ့အကောက်ခွန် tariff ဝင်ငွေကိုပါထည့်သွင်းတတ်ချက်မယ်ဆိုရင်ဥပဒေကြမ်းကအမျက်စွန်းအောင်ရရှိနိုင်ကြောင်းသူကထောက်ပြခဲ့ပါတယ်ဒါပေမဲ့လည်း CBO ကအခွန်လျှော့ချမှုများနဲ့ကာကွယ်ရေးစည်းရိမ်များကြောင်းအစိုးရဗန်နာလုံငွေတိုးလာနိုင်ကြောင်းနဲ့အခွန်စည်းကြမ်းမှုတွေကလည်း tariff စီးပွားရေးကြီးထွားမှုကိုနှေးကွေးစေပြီးငွေကြေးဖောင်းပွားမှုကိုမြင့်တက်စေနိုင်တယ်လို့သုံးသပ်ထားပါတယ် စီးပွားရေးအခြေအနေနဲ့ပတ်သက်ပြီးထရမ့်ကသူ့လက်ထက်မှာငွေကြေးဖောင်းပွားမှုတုံးဟာအစိုးရသုံးအခြေအနေကနေ၂ရာခိုင်နှုန်းထိကျဆင်းနိုင်ခဲ့ပြီးဖြစ်ကြောင်းအခိုင်အမာပြောကြားနေပါတယ်။ကုန်စည်နှုန်းတွေဥပမာကျက်ဥနဲ့ဓာတ်ဆီစင်းနှုန်းတွေလည်းတိတိတသာကျဆင်းသွားပြီလို့သူကဆိုခဲ့ပါတယ်။ကဲဓာတ်ဆီစင်းနှုန်းတွေအကြောင်းဆက်ပြောရအောင်ပါ။သမရာဟောင်းထရန့်ကတော့ဓာတ်ဆီစင်းနှုန်းတွေတကားလန်ကို1.98ဒေါ်လာထိကျဆင်းသွားပြီလို့ပြောကြားခဲ့ပါတယ်။ဒါကပြည်내အချို့မှာဖြစ်ပျက်နေတဲ့အခြေအနေကိုကိုးကားပြီးပြောတာပါ။ ထရမ့်ကတော့သူတမရဖြစ်နေတော့ကစွန့်ရင်ထုတ်လုပ်မှုကိုအရန်ကိုအားပေးခဲ့ပါတယ်။အထူးသဖြင့်ပြည်ရင်းမှာစွန့်ရင်လုံလောက်စွာထုတ်လုပ်နိုင်ဖို့ကိုအဓိကဦးစားပေးခဲ့တာပါ။သူ့ရဲ့မူဝါဒတွေကဘာကိုယူရလဲဆိုတော့ကုန်ကျစရိတ်တွေကိုလျှော့ချဖို့ရယ်စီးပွားရေးကိုတိုးတက်လာအောင်လုပ်ဖို့ရယ်လို့ပဲသူကအမြဲတမ်းပြောလို့ရှိပါတယ်။ဆိုလိုတာကပြည်ရင်းမှာရေနံတဘာဝတံခွေစတာတွေကိုအများကြီးထုတ်လုပ်နိုင်လေလေဓာတ်ဆီဈေးတွေလည်းကျဆင်းလေလေပြည်သူတွေရဲ့အိတ်ထဲမှာပတ်စံပူကြံလေလေ စီးပွားရေးလည်းပိုပြီးလေပတ်နိုင်လေးလေးပါပဲ။ဒါကသူ့ရဲ့စွမ်းအင်နဲ့စီးပွားရေးချိတ်ဆက်မှုအမြင်ပါပဲ။နေဆက်လုံခြုံရေးနဲ့ပတ်သက်ပြီးထရမ့်ကသူ့ရဲ့နေဆက်လုံခြုံရေးမူဝါဒဟာအမေရိကန်သမိုင်းမှာအကောင်းဆုံးဖြစ်ပြီး69တက်သမာ99ရာခိုင်နှုန်းနေဆက်ကိုပိတ်ဆို့ထားနိုင်ပြီလို့ဆိုပါတယ်။အရင်ကတလအတွင်းလူပေါင်း2သန်းအထိနေဆက်ကနေတရားမဝင်ဝင်ရောက်ခဲ့တဲ့အခြေအနေကနေအခုတော့နေဆက်ကိုလုံးဝပိတ်ဆို့ထားနိုင်ခဲ့ပြီဖြစ်ပြီးလူတွေတရားဝင်နီးလန့်နဲ့သာဝင်ရောက်နိုင်ကြောင်းသူကအလေးထားပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရန့်ရဲ့အမေရိကန်မက္ကဆီကိုနယ်ဆက်လုံခြုံရေးဆိုင်ရာပြောကြားချက်တွေကိုဆွေးနွေးကြည့်ကြရအောင်ပါထရန့်ကသူ့ရဲ့နယ်ဆက်လုံခြုံရေးမူဝါဒဟာအမေရိကန်သမိုင်းမှာအကောင်းဆုံးဖြစ်တယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ်သူ့ရဲ့ပြောဆိုချက်အရနယ်ဆက်ကို69.99ရာခိုင်နှုန်းပိတ်ဆို့ထားနိုင်ခဲ့ပြီးတရားမဝင်ဝင်ရောက်မှုတွေကို လုံးဝနှိပါရပ်တန့်နိုင်ခဲ့တယ်လို့ဆိုပါတယ်အရင်ကဆိုရင်နယ်ဆက်ကနေလူရိယာနဲ့ချီထောင်နဲ့ချီတလားကိုတန်းနဲ့ချီပြီးဝင်ရောက်လာခဲ့ကြတာမှတ်မိကြမှာပါ ဒါပေမဲ့အခုတော့အဲ့ဒီလိုမဟုတ်တော့ဘူးလို့ Trump ကပြောပါတယ်။ပြီးခဲ့တဲ့ရက်သတ္တပတ်ကလူ၃ဦးခန့်ပဲဝင်ရောက်ခဲ့တယ်လို့သူကဥပမာပေးခဲ့ပါတယ်။အဲ့ဒီ၃ဦးတဲကနှစ်ဦးဆိုရင်ဆေးဘက်ဆိုင်ရာအရေးပေါ်အခြေအနေတွေကြောင့်ဝင်ခွင့်ပေးခဲ့ရတာလို့လည်းရှင်းပြခဲ့ပါတယ်။ Trump ကအရင်တုန်းကနေဆက်ကနေယာစွေးကောင်တွေလူသက်သမားတွေမူရစ်ဆေးဝါးရောင်းဝယ်သူတွေအပါအဝင်မကောင်းတဲ့လူတွေအများကြီးဝင်ရောက်လာခဲ့ဘူးတယ်လို့လည်းမှတ်ချက်ပြုခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့မူဝါဒတွေကြောင့်အခုခါမှာတော့ အဲ့ဒီလိုအခြေအနေတွေမရှိတော့ဘူးလို့သူကအခိုင်အမာပြောကြားခဲ့ပါတယ်။လူတွေဟာတရားဝင်နီးလန်းနဲ့ပဲနိုင်ငံထဲဝင်ရောက်လာနိုင်ပြီလို့လည်းသူကအလေးပေးပြောဆိုခဲ့ပါတယ်။ဒီပြောကြားချက်တွေဟာနေဆက်လုံခြုံရေးကိုထရမ့်ရဲ့အဓိကအောင်မြင်မှုတွေထဲကတစ်ခုဖြစ်မိမောင်းထိုးပြလိုက်တာပါပဲ။ခြုံငုံပြီးသုံးသပ်ရမယ်ဆိုရင်တော့ဒေါ်နယ်ထရမ့်ဟာအီလိုမက်စ်ရဲ့ဝေဖန်မှုတွေကိုရင်ဆိုင်ရင်းသူ့ရဲ့မူဝါဒတွေအထူးသဖြင့်စီးပွားရေးနဲ့နေဆက်လုံခြုံရေးဆိုင်ရာအောင်မြင်မှုတွေကိုပြန်လည်မိမောင်းထိုးပြခဲ့တာကိုတွေ့ရပါတယ်။ ထရမ့်နဲ့မက်စတိုနှစ်ဦးကြားဆက်ဆံရေးတင်းမာလာရခြင်းဟာသူတို့ရဲ့အကျိုးစီးပွားတွေမတူညီတာနဲ့အမြင်ကွဲလွဲမှုတွေကြောင့်ပဲဖြစ်တယ်ဆိုတာကိုဒီပြောကြားချက်တွေကဖော်ပြနေပါဗျ။ထရမ့်ရဲ့စီးပွားရေးမူဝါဒတွေကတော့အခွန်လျှော့ချတာလုပ်ငန်းစီမံစည်းကမ်းတွေကိုလျှော့ချတာပြီးတော့တခြားနိုင်ငံတွေကကုန်ပစ္စည်းတွေပေါ်အခွန်စည်းကြတာတွေကိုအဓိကထားခဲ့တာပါ။သူ့ရဲ့ရည်ရွယ်ချက်ကတော့ပြည်ရင်းစီးပွားရေးကိုအားကောင်းစေဖို့အလောက်ကန်ခွင့်လန်းတွေကိုဖန်တီးပေးဖို့နဲ့ မေရိကန်လုပ်ငန်းတွေကိုနိုင်ငံကပြိုင်ဆိုင်မှုတွေမှာအသာသီးရစေဖို့ဖြစ်တယ်လို့သူကအမည်ပြောလို့ရှိပါတယ်။အီလိုမတ်ရဲ့ဝေဖန်မှုတွေဟာထရမ့်ရဲ့အခွန်လျှော့ချရေးမူဝါဒတွေကလျှက်စစ်ကားထောက်ပံ့ကြေးတွေကိုဖယ်ရှားလိုက်တာနဲ့ဓာတ်ရိုက်သက်ဆိုင်နေတဲ့ဟိုတွေ့ရပါတယ်။ဒါဟာစီးပွားရေးပုံကိုယ်တူရဲ့အကျိုးစီးပွားနဲ့နိုင်ငံရေးမူဝါဒတွေကြားဘလို့ပဋိပက္ခတွေဖြစ်ပေါ်လာနိုင်လဲဆိုတာကိုလည်းပေါ်လွင်စေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။